ចောင်းသားចောင်းသူបောင်များစွာကိုសៀរលីយောက်ក៏លេងញ៉ាត់ထုတ်ခဲ့တဲ့កូនបိုင်းអធិដ្ឋានចောင်းក៏ភៀសសូជីတခုលទ្ធលោអនឡាញមកមកပြန်ណាននេះទិរិនដបក៏រយ៉ាងគុំញុំមកရှိတယ် student target កូនបိုင်းអធិដ្ឋានចောင်းရဲ့សៀររីក៏ចောင်းသားរីကိုលេងបိုင်းဆိုင်ရာအမျက်ထုတ်နေတယ်ဆိုတဲ့ទិរិននេះပဲဖြစ်ပါတယ် student target ကိုပိုင်းအထက်တန်းကျောင်းကဆိုရင်ဖွင့်လှစ်ထားတာကခမန်းကျေရာဖြစ်ဆိုရင်တော့15နှစ်လောက်ရှိပြီဖြစ်ပြီးဘောရာဆောင်နဲ့ကျူရှင်ဝိုင်းဖြစ် စတင်ဖွင့်လှစ်ခင်ရာကနေ အခုချိန်မှာတော့နိုင်ငံတကာပညာရေးသင်ကိုပိုင်အထက်တန်းကျောင်းတွေနဲ့ဖွင့်လှစ်တင်ကြားနေတာပါ။အင်းစိန်မြို့မှာဖွင့်လှစ်ထားတာဖြစ်ပြီးတော့ဆရာညီကိုလေးယောက်ကထီကျောင်းကိုဦးစီးပြီးတော့တင်ကြားနေတာပါ။အဲဒီဆရာတွေကိုလုံးကဆရာဝန်အင်ဂျင်နီယာဘွဲ့ရဆရာတွေဖြစ်တာကြောင့်မိဘတွေကရှုံးကြီးအားကိုပြီးတော့သူတို့ရဲ့ကိုပိုင်အထက်တန်းကျောင်းမှာလာရောက်အနှံ့ထားကြတာပါ။ဒါ့အပြင်အဆိုပါဆရာညီကိုလေးယောက်ကသူတို့စီယုံကြည်အနှံ့ပေးနေတယ်။ မိဘတွေရဲ့ရှုံချီစိတ်ကိုမှမငဲခွက်ပဲနဲ့ចောင်းသားတွေကိုလိမ်မိုင်းဆိုင်ရာထိပါဆော်ကားမှုတွေနဲ့လိမ်မြတ်ထုတ်မှုတွေကိုနှစ်ပေါင်းများစွာကျူးလွန်နေရဖြစ်ပါတယ်။အကြီးဆုံးဆရာစော်လင်းထက်အလတ်ဆရာအောင်လင်းထက်ခေါ်ကိုချံတတရားမြောင်ဆရာငိမ့်အေကျော်နဲ့စရုံးထားမြောင်ဆရာဟမင်းစော်ခေါ်ဟန်လေးတို့ညီကိုလေးယောက်ကတက်ညီလက်ညီနဲ့ចောင်းသားတွေကိုလိမ်မိုင်းဆိုင်ရာထိပါကျူးလွန်နေသူတွေဖြစ်ကြောင်းအွန်လိုင်းပေါ်ကနေနာသူတွေကထုတ်ဖော်လာခဲ့ကြတာပါ။ ဒီကိစ္စတွေကျူးလွန်နေတာကနှစ်ပေါင်းများစွာကြာနေပြီဖြစ်ပေမဲ့နင်းနာသူတွေအနေနဲ့အမျိုးမျိုးချင်းချောက်ခံခဲ့ရသလိုကြောက်စိတ်တွေရှိုက်သွင်းခံခဲ့ရတာကြောင့်ထုတ်ဖော်ပြောကြားရမျိုးတော့မရှိပါဘူးအခုချိန်မှာမှနင်းနာသူတယောက်ကစတင်ထုတ်ဖော်လာတာကြောင့်တခြားသောနင်းနာခဲ့တဲ့သူတွေကလည်းဖြစ်စဉ်တွေအကုန်လုံးကို speak out လုပ်လာခဲ့ကြတာပါ2015ခုနှစ်ဝင်းကျင်လောက်ကစပြီးတော့တတလုံးနှစ်တည်းထိသူတို့ကျူးလွန်ထားတဲ့ပြစ်မှုတွေကတစ်ခုပြီးတစ်ခုပေါ်ပေါက်လာတာဖြစ်ပါတယ် ြင်းမှုတွေကများလွန်းလာကြောင်းအွန်လိုင်းပေါ်မှာ speak out လို့သူတွေအများကြီးဖြစ်နေပြီးတော့ထတ်တူညီတဲ့နင်းနာမှုတွေလည်းရှိနေကြပါဗျာ။အကြီးဆုံးဆရာဖြစ်တဲ့ဇော်လင်းထက်ကကျောင်းသားတွေကိုအမျိုးသားအင်္ဂါကြီးစေးတွေရောက်မှုစူးစမ်းပြီးအင်္ဂါကြီးအောင်ဘယ်လိုနေရမလဲအမျိုးသမီးတွေကိုလိန်ဆက်ဆံတဲ့အခါဘယ်လိုဆက်ဆံရမလဲစားတဲ့ညဉ့်ဉန်းစကားတွေကိုပြောဆိုပြီးတော့ကျောင်းသားတွေကိုစိတ်ညစ်ညူအောင်လို့လှုံ့ဆော်ခဲ့တာပါ ဒါပြင်ဇော်လင်းထက်ဆိုတဲ့ဆီယာမခေါ်ထိုက်တဲ့အကြီးကောင်က MLN လုပ်ငန်းတွေကိုလှုပ်ဆောင်မှုចောင်းသားတွေကိုမဲဆွယ်ပြီးတော့သူစီမှာရှယ်ယာဝင်မှုပါစီယုံတင်သွင်းခဲ့တာပါဒါတော့ဇော်လင်းထက်လှုပ်ဆောင်ခဲ့တဲ့ညဉ့်ညံပြည့်မှုတွေကတချို့ဖြစ်ပြီးတော့တခြားဆူဆူဝွန်ဝါပြည့်မှုတွေလည်းကျူးလွန်ခဲ့တယ်လို့သိရပါတယ်။ဒုတိယမြောက်အလောက်ကောင်ဖြစ်တဲ့ကိုချမ်းခေါ်အောင်လင်းထက်ကတော့ចောင်းသူတွေတွေမကပဲចောင်းသားတွေပေါ်မှာပါလိမ်မိုင်းဆိုင်ရာကျူးလွန်မှုတွေလှုပ်ဆောင်ခဲ့တာပါ။ အောင်လင်းထကသူ့ရဲ့ချစ်သူကောင်မလေးတွေနဲ့အတူနေခဲ့တဲ့အကြောင်းလေးကိုចောင်းသားတွေကိုပြောပြပြီးတော့ចောင်းသူလေးတွေဆိုရင်လည်းသူနဲ့နေချင်နေကြောင်းဝတ်ချံထွက်တဲ့ចောင်းသူတွေဆိုရင်လည်းတကွန်ကြီးအာသာဖြေတာတွေကျူးလွန်လို့ဝတ်ချံထွက်တာစသဖြင့်ဗဇက်စည်းကမ်းမရှိရှင်စရာစကားတွေကိုပြောဆိုလို့ရှိရဖြစ်ပါတယ်ဒါပြင်အောင်လင်းထက်ကចောင်းသားတွေကိုသူ့အနာခေါ်ပြီးတော့နင်းနှိပ်ပေးခိုင်းတယ်လို့လိန်ခံစားချက်တွေရယူနိုင်အောင်လို့စူးစမ်းသူပါ တချို့ចောင်းသားတွေကိုဆိုရင်တော့အတူတူအိတ်ဖို့ ठी ပါလှုပ်ဆောင်ပြီးတော့တာယာမှုရဖို့လိန်ထိပါဆော်ကားမှုတွေအမျိုးမျိုးလှုပ်ဆောင်နေသူပါ။အောင်းလင်းထက်ကအမျိုးသားအမျိုးသမီးမရွေးပဲတာယာမှုရှာတတ်တဲ့သူဖြစ်လို့ចောင်းသူလေးတွေကိုလည်းခနာကိုယ်တွေထိတွေ့ကင်တွေ့တာတွေညဉ့်ညံစကားပြောတာတွေအတင်းအဓမ္မနမ်းမှုစူးစမ်းတာတွေနဲ့ရှိစားစကားပြောတာတွေစသဖြင့်အကြံပတ်မှုမျိုးစုံကိုကျူးလွန်နေတဲ့သူပါ။ အောင်လင်းထက်ကဒီလိုမျိုးကျူးလွန်နေချိန်မှာ သူနဲ့တူတူအတွဲညင်ညီစိတ်ထိခိုက်စေမဲ့စကားတွေနဲ့စိတ်ဓာတ်ရိုက်ကျူးတာတွေလှုပ်ဆောင်ခဲ့တာကတော့တတရဆရာငိမ့်အေးကျော်ဆိုတဲ့သူပဲဖြစ်ပါတယ်။ငိမ့်ကျော်ကចောင်းသားចောင်းသူတွေကိုမန်တန် abuse လှုပ်ဆောင်ပြီး verbal abuse အနေနဲ့ចောင်းသူတွေကိုညဉ့်ညံစကားတွေပြောဆိုတာဖြစ်ပါတယ်။ခွဲညာဆက်ဆံခြင်းနဲ့ចောင်းသားတွေရှင်လေအဲ့ဒီចောင်းသားကိုတចောင်းလုံးရဲ့ချင်းဘက်ဖြစ်အောင်လို့နှိမ့်ချပြောဆိုတာတွင် ဖဲကျင်ထားအောင်စကားမျိုးမျိုးနဲ့ထိုးနှက်တာတွေကိုလည်းငြိမ်းကြော်ကလှုပ်ဆောင်တတ်တာပါ။အောင်လင်းထက်တဲ့ငြိမ်းကြော်စီကနေလိမ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာအနောက်ရှက်ခံရတဲ့ចောင်းသားចောင်းသူတွေကစာတင်နဲ့တနစ်စီမှာတော့အယောက်ပေါင်းများစွာရှိနေတာပါ။စရုပ်ထားမြောက်အငယ်ဆုံးကောင်ဖြစ်တဲ့ဟန်လေးခေါ်ဟန်မင်းစော်ကလည်းចောင်းသူတွေကိုပါဆက်စည်းကမ်းမရှိညဉ့်ညံစကားတွေပြောဆိုပြီးတော့ចောင်းသားတွေကိုပါចောင်းသူတွေပေါ်လက်အမြတ်ထုတ်ချင်အောင်လို့ဆွဲဆောင်ပြောဆိုတတ်ပါတယ် အလောင်းစားနဲ့ကျောင်းသူတွေကိုလိုက်ဖို့ဟန်လေးကအားပေးအမြောက်ပြုလုပ်တတ်တာပါ။ဒါအပြင်ဟန်လေးကလည်းကျောင်းသားတွေကိုအတင်းအဓမ္မလိန်ဆက်ဆံဖို့စူးစမ်းမှုတွေလှုံ့ဆော်သေးတာဖြစ်ပါတယ်။ဒီလိုမျိုးဆရာမခေါ်ထိုက်တဲ့ညီကိုလေးယောက်ကကျောင်းသားကျောင်းသူတွေကိုနှီးမျိုးစုံနဲ့ထိပါဆော်ကားမှုတွေကျူးလွန်နေတဲ့အတွက်ကြောင့်မလို့အပြစ်မှတ်နေသေးပြီးနောက်မှာပဲအွန်လိုင်းသုံးဆွဲသူတွေကညီကိုလေးယောက်ကိုတရားစွဲဆိုဖို့အကြံပေးနေကြပါတယ်။ သူတို့ညီကိုလင်းရောက်တယ်မဟုတ်ပဲသူတို့အဖေလက်ထက်ကလေးကဒီကိစ္စတွေရှိခဲ့တဲ့ဆိုတဲ့သတင်းတွေကြောင့်ထီထီရောက်ရောက်အရေးယူနိုင်မှုမျှော်လင့်နေကြတာဖြစ်ပါတယ်။ចောင်းသူចောင်းသားလူငယ်တွေအနေနဲ့လည်းဒီလိုမျိုးကိစ္စတွေဖြစ်လာရင်တတိရှိရှိရင်ဆိုင်ဖော်ထုတ်ရမှာဖြစ်ပြီးတော့လိမ်မှန်းဆိုင်ရာအသိပညာတွေရှိဖို့လည်းလိုအပ်ကြပါမိဘရင်းနေနဲ့လည်းလူမဆန်တဲ့လူယုံမာတွေကလိမ်မခွဲကြဘဲအနိုင်ကျင့်တတ်ကြတာကြောင့်ယောက်ျားလေးပဲဖြစ်ဖြစ်မိန်းကလေးပဲဖြစ်ဖြစ်ဂယူဆိုင်တဲ့ဂျောင်းကိုတိုက်တွန်းလိုက်ရပါတယ်ရှင်။ ကြည့်ရှုနေကြတဲ့ပြည်သက်တို့အနေနဲ့ရော student target ကိုပိုင်းအထက်တန်းကျောင်းကဖြစ်ရစိုးကြီးတွေနဲ့ပတ်သက်ပြီးတော့သုံးသက်ချက်လေးတွေကိုမျှဝေပေးခဲ့ကြပါအောင်နော်။